ုံးမမင်္ဂလာပါဘုန်းကြီးပြည်သားချင်းတဲ့အနေနဲ့လည်းကျေးဇူးလိုက်ပါတယ်ချစ်မိတ်ဆွေများအားလုံးမင်္ဂလာပါရှင်ဒီတစ်ပတ်16ရက်နေ့ရနေပြီးတော့17လပိုင်း23ရက်နေ့ဒီတစ်ပတ်တာတနင်္ဂနွေသားသမီးချစ်မိတ်ဆွေရေအလုတ်ကိန်းကနေစတင်ဟောပြောပြပါမယ်ဖြစ်ပါတယ်ရှင်တနင်္ဂနွေသားသမီးချင်းမိတ်ဆွေဒီတစ်ပတ်မှာအလုပ်နဲ့ပတ်သက်ပြီးကံအရန်ကောင်းနေအရောင်းဝယ်ကြီးကောင်းပြီးအလုပ်ကိန်းကြီးအဆင်ပြေပြီးမိမိကအလုပ်လိုချင်နေပြီဆိုရင်လည်းဒီတစ်ပတ်ထဲမှာတည်ကြပါအောင်အလုပ်ရအောင် တွေ့ရတယ်။နောက်အထက်လူကြီးအကြီးအကဲများရဲ့ကုညီပံ့ပိုးမှုစောင့်ရှောက်မှုတွေလည်းရရှိစေမယ့်လို့တွေ့ရပါတယ်။တာမိုးကြီးတို့ပြည်စီဝင်လာဖို့ရှိနေပါတယ်။မိတ်ဆွေပေါင်းတဲ့နဲ့ပတ်သက်ပြီးတော့အထင်မြင်လွဲမှားတာခံရတဲ့တွေတောင်းခိသတိထားပါနော်။အိမ်ကိစ္စနဲ့ပတ်သက်ပြီးတော့စိတ်ညစ်တာဆိတ်ရှုပ်တာအိမ်ကကြီးကြီးအတွက်ပူပန်ရတာဒီလိုလေးတွေ့ရတယ်။ချေယူသားချင်းစီကနေအကူအညီကောင်းတွေထောက်ပံ့ကောင်းတွေအကြံဉာဏ်ကောင်းတွေပေးလာမယ်တပတ်တာလို့မြင်ပါတယ်။ ရန်အနေနဲ့တိုက်ခိုက်ရှိတယ်တတိထားပါနော်ချီးနဲ့ပတ်သက်ပြီးတော့မျက်နှာပွင့်လန်းခြင်းလူကြီးလူငယ်ပေါ်ခြင်းလိုမြင်နေဒါပြီးချစ်သူရှိနေပါလျက်နေအခြားသူရဲ့စိတ်ဝင်စားခြင်းကိုခံရတာမျိုးကြုံရတတ်ပါတယ်အိမ်တော်ကြီးနဲ့ပတ်သက်ရင်တော့မိမိအိမ်တော်ဘက်အတွင်းစိတ်တိုင်းမကြခြင်းအလိုမကြခြင်းစိတ်ဖိစီးမှုများခြင်းဒီလိုလေးတွေ့ရပါတယ်ကျမအင်းနဲ့ပတ်သက်ရင်စိုးချိုးလုံးဝမရှိပါဘူးရှင်။ယခင်ကနေ့ကယောဂဝေဒနာခံစားခဲ့ရတယ်ဆိုရင်ဒီတစ်ပတ်တည်းမှာတည်ကြပေါ့ အနာနဲ့ဆေးတွေ့ရှိပြီးတော့ပျောက်ကင်းသွားပါလိမ့်မယ်။အေးချမ်းမှုငြိမ်းချမ်းမှုမတွေ့ရသေးဘူးမိမိအနေနဲ့ကိုလှုပ်ဆောင်ရတဲ့ကိစ္စမှန်သမျှကိုသည်ဘာလေးပဲလုပ်လို့ပီပီပြင်းပြင်းလေးနဲ့လုပ်တယ်သို့တော်ဝရိယလည်းကောင်းတယ်ဆွဲလုံးလာလည်းရှိတယ်သို့ပင်ပဲဘာဖြစ်နေလဲဆိုတော့ကို့ကိုအတိုက်ခိုက်ကလေးတွေအနှောက်အယှက်ကလေးတွေဒီလိုလေးတွေပေးလာတဲ့အဖြက်ကလေးတော့ရှိတယ်ဒါကြောင့်မို့လို့မအေးချမ်းသေးမငြိမ်းချမ်းသေးလို့တွေ့ရတယ် ကံနဲ့ပတ်သက်ပြီးတော့ကံအားအလွန်ကောင်းနေထီထိုးကန်ဆန်းခြင်းနဲ့ဆိုရင်တော့သုံးတလုံးထီထိုးကန်ဆန်းလို့ရပါတယ်။ဝေကြီးလက်လာပါတယ်ရွှင်လန်းပွင့်လန်းစီမဲ့တပတ်တောင်လို့တွေ့ရပါတယ်။အားလုံးနဲ့ပတ်သက်ပြီးတော့ပူပယ်စရာခြုံငုံပြီးကြည့်လိုက်တော့မိမိကိစ္စတော့မဟုတ်ဘူးသူတစ်ပွားကိစ္စအတွက်လည်းအများအပူပန်နေရတာမျိုးတွေကြုံရတတ်ပါတယ်။ဒီတော့တနင်္ဂနွေသားသမီးချင်းမိတ်ဆွေတို့ကံထောက်ပံ့ပြည့်စုံတဲ့ရေရာကောင်းလေးပြီးချင်ပါတယ်။ တနင်္ဂနွေသားသမီးချင်းမိတ်ဆွေဒီဘက်တာပြုလို့ဆောင်ရွက်မဲ့ယရိယာကမိမိနေအိမ်ကဗျမ်းပါအဖြူရောင်ပန်းလေးတွေခုနှစ်ဖွဲ့လှူဒန်းခြင်းဖြင့်ခက်ခဲနေသောဒီဘက်တာအလုံးစုံပြည်လင်းသွားမယ်လို့တွေ့ရပါတယ်ရှင်ချင်းမိတ်ချင်းများလို့မင်္ဂလာပါရှင်16ရက်17လမှာ23ရက်17လ2025ဒီဘက်တာတနင်္ဂနွေသားသမီးချင်းမိတ်ဆွေရဲ့လုပ်ငန်းကနေစတင်ဟောပြောပေးပါမယ်ဖြစ်ပါတယ်ရှင်ဒီနေ့လာသားသမီးချင်းမိတ်ဆွေအလုံးနဲ့ပတ်သက်ပြီးတော့ခက်ခဲမိ အလုပ်ကိစ္စတွေအဆင်မပြေဖြစ်တဲ့တည်းကြံ့ကြံ့မှုလေးတွေရှိတယ်။နောက်အလုပ်နဲ့ပတ်သက်ပြီးတော့မိမိအနေနဲ့အယောအစားလေးတွေတွေ့ရတယ်။ဒါကိုသတိထားပါနော်။တမိုးကြီးတော့ပစ္စည်းတွေထွက်ဖို့ရှိနေပါတယ်ဒီစိတ်ပါ။မိတ်ဆွေပေါင်းစင်နဲ့ပတ်သက်ပြီးတော့မိတ်ဆွေပေါင်းစင်တွေစီကအကူအညီကောင်းကြံ့ကြံ့ကောင်းတော့ရမယ်။ဒါပေမဲ့မိတ်ဆွေပေါင်းစင်တွေနဲ့ကိုယ်ကငွေကြေးကိစ္စပြောပြီးဆိုပြီးဆိုရင်ပြဿနာလေးတွေဖြစ်တဲ့တည်းဒါကိုသတိထားပါနော်။အိမ်နဲ့ပတ်သက်တဲ့ကိစ္စရည်တွေအဆင်ပြေဖို့ရှိနေပါတယ်။ ဆွေယူသားချင်းကြောင့်စိတ်ညစ်ရတာဆိတ်ရှိဝါတာဒီလိုလေးလေးကြုံရတပါတယ်။ရန်အန်ဒီဆူဆူဝါမရှိပါဘူးရှင်။အဲ့တော့ရန်အန်ဒီရဲ့ជីជីမမမတွေ့ရဘဲနဲ့မိမိကိုကူညီခြင်းနဲ့သူမိမိရဲ့မျက်နှာမြင်ချစ်ခင်အတန်းကြားသနာဆိုတဲ့စာတာလေးတွေတွေ့ရပါလိမ့်မယ်။အချီကြီးနဲ့ပတ်သက်ပြီးတော့လမ်းပြောင်နေတဲ့တည်းအိမ်တော်ကြီးနဲ့ပတ်သက်ရင်တော့အိမ်တော်ဘက်ရဲ့ကျမ်းမာရေးပူပန်တက်ပါတယ် မိမိကိုယ်တိုင်ကျမ်းမာရေးနဲ့ပတ်သက်ရင်တော့ခြူချရဲဂယူဆိုင်ပါဆေးဥစည်းကန်းတွေပြရတဲ့တဲ့။နောက်ရုပ်ပြည့်ရဲ့ဖြစ်စီတဲ့ NLD တွေထိကိတ်တန်ရာလေးရတဲ့တဲ့ဂယူဆိုင်ပါနော်။အေးချမ်းမှုငြိမ်းချမ်းမှုတွေရောက်ရှိလာမယ့်တပတ်တောင်လို့မြင်ပါတယ်။မိမိဒီနဲ့အခက်အခဲတွေဘလို့ပဲကြော်ဖြတ်နေရပါစီကိုလုံးချင်တဲ့ရည်ရွယ်ချက်ကိုပဲစွစွဆက်ဆိုင်ကလေးနဲ့တက်တက်ပပသွားပါလုံဆောင်ပါပြီးတော့ကိုကအတွေးခေါ်ကောင်းတွေကိုအမြဲတမ်းတွေးတော့ပါဒါဆိုရင်တော့ကို့အတွက်ကန်ဒမစ်ကောင်းတွေရရှိလာမှာပဲဖြစ်ပါတယ်။ ကံနဲ့ပတ်သက်ပြီးတော့ကံကအလွန်ကောင်းပါတယ်ထီထိုးကန်ဆန်းခြင်းနေဆိုရင်တော့သုံးရနှလုံးထီထိုးကန်ဆန်းလို့ရပါတယ်ဝေးခြင်းနဲ့ပတ်သက်ပြီးတော့လက်ထက်မှာငွေပြတ်ထွက်သွားတာမျိုးရှိတယ်သို့ပေမဲ့လေကိုတခုခုလိုအပ်လာလို့ကိုအတွက်ရည်ရထားပြီဆိုရင်အဲ့ဒီအတွက်ကကြံဖန်ပြီးတော့ငွေခြင်းကိစ္စအဆင်ပြေသွားတာမျိုးကြုံရပါလိမ့်မယ်အားလုံးနဲ့ပတ်သက်ပြီးတော့ပုံပန်စရာခြုံငုံပြီးကြည့်လိုက်တဲ့အခါစိုးဝါးရဲ့ပုံပန်မှုမျိုးလုံးဝမတွေ့ရအောင်တကယ်လို့အရှိအရှိဒီမှာကိုကတောက်လျှောက် ကိုကဖြစ်ချင်တဲ့အရာလေးဖြစ်ခွင့်မရခဲ့ဘူးဆိုရင်တော့မှပဲနောက်ပိုင်းမှာကိုပြည့်ချင်တဲ့ရည်ရွယ်ချက်ကိုအဆင်ပြေသွားမယ်လို့တွေ့ရတယ်။ဒီတော့တနင်္လာသားသမီးချင်းမဆွေတို့အတွက်ကန်တော့ပတ်ပြည့်စီတဲ့ရည်ရည်အကောင်လေးပြချင်ပါတယ်။တနင်္လာသားသမီးချင်းမဆွေပြုလို့ဆောင်ရွက်မဲ့တပတ်တာရည်ရည်အကမိမိအနေနဲ့နေ့စဉ်တရဏဂုံ၃ပါးကိုအတိတ်တံပြူပါအဲ့တော့ဒိတ်တံပြူတဲ့အခါမှာမနေ့၆နာရီတစ်ချိန် နော်နေခင်း2နာရီမှတစ်ချိန်ည6နာရီမှတစ်ချိန်တနေ့3ချိန်တရဏဂုံကိုမိမိအသက်အတိုင်းသက်စိရုပ်ဖတ်ပူဇော်ခြင်းဖြင့်မိမိခက်ခဲနေတဲ့တပတ်တာအလုံးစုံပြည့်လည်သွားမိလူတွေ့ရပါတယ်ရှင်။ချစ်မိစေများအားလုံးမင်္ဂလာပါရှင်။စက္ကနီရဲ့7လ2025မှာ23ရက်7လ2025တပတ်တာအင်္ဂါသားသမီးချင်းမေးစုရဲ့လုပ်ငန်းကနေစတင်ဟောပြောပြပါမယ်ဖြစ်ပါတယ်ရှင်။ င်္ဂါသားသမီးချစ်မိတ်ဆွေအလုတ်ကံရံကောင်းပါလေအလုတ်နဲ့ပတ်သက်ပြီးတော့ဖုံးကံတချင်ပြောဆိုသမျှအောင်မြင်ခြင်းဆိုတဲ့အရာလေးကိုတွေ့ရပါတယ်တန်မိုးကြီးတော့ပြည်စည်ဝင်လာလို့ရှိနေပါတယ်မိတ်ဆွေပေါင်းသင်းနဲ့ပတ်သက်ရင်တော့မိတ်ပြည့်စုပြည့်လေးတွေဖြစ်တတ်ပါတယ်ရံများခြင်းပြဿနာဖြစ်ခြင်းဆိုတာလေးတွေ့ရပါတယ်စကားပြောစင်တယ်ပါအိမ်နဲ့ပတ်သက်တဲ့ကိစ္စရပ်တွေအရန်ကောင်းမွန်နေပါတယ်စီယူသားချင်းနဲ့ပတ်သက်ပြီးတော့စိတ်ပြက်တာစိတ်ရှိဝါတာစိတ်ကုန်သွားတာမျိုးလေးကြုံရတတ်ပါတယ် ရန်အနေနဲ့တိုက်ခိုက်လို့ဟုံးဝတွေ့ရပါရှင်။ခြေနဲ့ပတ်သက်ပြီးတော့မျက်နှာအလွန်ပွင့်နေတယ်။အင်တော်ကြီးနဲ့ပတ်သက်ရင်အေးချမ်းသာရန်စီပဲအင်တော်ကြီးလို့တွေ့ရပါတယ်။ကျမကြီးနဲ့ပတ်သက်ရင်ချူချမယ်ပြုစိတ်ပါဖြစ်လိုက်ရင်ဒူးတွေကြိုက်တာခဲတာနားရကျင်တာခြေောက်တွေမကောင်းတာဒါမျိုးလေးဖြစ်တတ်ပါတယ်အေးချမ်းမှုငြိမ်းချမ်းမှုမရှိသေးဘူးဘာကြောင့်လဲဆိုတော့ကိုတီးလောကကြရတဲ့အခါမှာအရာအလုံးရှုပ်ရှုပ်ဖြစ်နေပေမဲ့လည်းကိုယ်စိတ်တိုင်းကြဖန်တီးနိုင်တဲ့အရာလေးတွေမတွေ့ရသေးတဲ့အတွက်ကြောင့်ပဲအေးချမ်းသေးလို့တွေ့ရတာပေါ့နော် ကံနဲ့ပတ်သက်ပြီးတော့ကံအလွန်ကောင်းပါတယ်။ထီထိုးကံစမ်းခြင်းနဲ့ဆိုရင်တော့၅တလုံးထီထိုးကံစမ်းလို့ရပါတယ်။ဝေးကြီးလက်လာပါတယ်။ရှင်လန်းပွင့်လန်းစီပဲတပတ်တာပါ။အမှုနဲ့ပတ်သက်ပြီးတော့ပူပန်စီအောင်ကြည့်လိုက်တဲ့အခါမိမိတီတက်ကြီးရွယ်အိုတွေအတွက်နဲ့ပတ်သက်ပြီးတော့စိတ်ညစ်ရတာစိတ်ရှုပ်ရတာဒီလိုလေးအကျဉ်းချုပ်တတ်ပါတယ်။ဒီတော့အင်္ဂါသားသမီးချင်းမိတ်ဆွေတို့အတွက်ကံတောက်ပတ်ပြည့်စည်တဲ့ရေရာကောင်းလေးပေးချင်ပါတယ်။အင်္ဂါသားသမီးချင်းမိတ်ဆွေပြုလို့ဆောင်ရမယ့်တပတ်တာရေရာက မိမိနေအင်းကဖျားမှာရွှေရောင်ရက်ခုနှစ်လက်ကိုထူထမ်းခြင်းဖြင့်ခက်ခဲနေတဲ့တပတ်တာအလုံးစုံပြည့်လည်သွားမယ်လို့တွေ့ရပါတယ်ရှင်။ချစ်မိချင်းများအလုံးမင်္ဂလာပါရှင်။စက်ခုနေရဲ့7လ2025မှာ23ရက်7လ2025တပတ်တာဗုဒ္ဓဟူးသားသမီးချစ်မိစုရဲ့အလုပ်ကံကနေစတင်ဟောပြောပေးမှာပဲဖြစ်ပါတယ်ရှင်။ဘုရုံသားသမီးချင်းမိတ်ဆွေအလုတ်ကံရန်ကောင်းနေပါတယ်အလုတ်ရဲ့အကြည့်တဲ့အလုတ်ရဲ့အခွင့်အရေး အလုတ်ကနေလေးစားချစ်ခင်ချင်းဒါမျိုးလေးရရှိစေမဲ့တပတ်တာလို့မြင်ပါတယ်။တန်မိုးကြီးတော့ပြစီဝင်လာဖို့ရှိနေပါတယ်။မိစေပေါင်းတဲ့နဲ့ပတ်သက်ပြီးတော့အထင်မြင်လွဲပါးခံရတာပြဿနာရှာတာရှိတယ်။နောက်ပြီးတော့ရံပြားချင်းအမှုခဲဖြစ်ချင်းဒါလေးတွေ့ရတယ်ဒါကြောင့်သတိထားပြီးရှောင်ပါ။အိမ်နဲ့ပတ်သက်တဲ့ကိစ္စရဲ့လေစိတ်ညစ်ရမယ်။အိမ်နဲ့ပတ်သက်ပြီးတော့စိတ်တိုင်းနေမကြဘူး။အိမ်ကလည်းကိုယ်အမြင်မကြည့်ဘူး။ကိုကိုနိုင်ကလည်းအိမ်အပေါ်မှာအမြင်မကြည့်ဘူးဒီလိုလေးတွေ့ရပါတယ်။ ရှင်ယူသွားခြင်းနဲ့ပတ်သက်ပြီးတော့အကြံဉာဏ်ကောင်းတွေရရှိစေမယ်။ဝေးကြီးကိစ္စစကားတွေပြောဆိုရတဲ့တည်းရန်အနေနဲ့တိုက်ခိုက်ရှိတယ်တတိထားပါမိမိကိုညှိုးတာခံရတဲ့တည်းဒါလေးကိုပြောဆိုင်မယ်နော်။အခြေအနေနဲ့ပတ်သက်ပြီးတော့ညီအစ်ကိုမဲတပတ်တာအိမ်တော်ကြီးနဲ့ပတ်သက်ရင်အီးချမ်းသာရဆိုဖြတ်တန်းမဲ့အိမ်တော်ကြီးလို့တွေ့ရပါလိမ့်။ကျမ်းမာကြီးနဲ့ပတ်သက်ရင်တော့မကြာခဏဆိုသလိုကျမ်းမာကြီးညက်တဲ့တည်းဖြစ်လိုက်ရင်ရင်းညွန့်နေအောင်လားကြောရီခါးတွေအောင်လားဒါလေးခံစားတဲ့တည်း အေးချမ်းမှုငြိမ်းချမ်းမှုတော့မရှိသေးဘူးမိမိကိုယ်နိုင်ကလည်းအရာအလုံးစူးစမ်းနေရတယ်မောပန်းနေတယ်မိမိစူးစမ်းတဲ့လောက်လည်းအရာထင်နေဒီအတွက်လည်းအခြားသောစိတ်အနှောက်အယှက်တွေလည်းကြုံရဖို့ရှိနေတယ်ပေါ့နော်ကံနဲ့ပတ်သက်ရင်တော့အားနေတယ်တို့ပေမဲ့မဖြစ်မနေထီတိုးကန်ဆန်းခြင်းနဲ့ဆိုရင်တော့ရှစ်တလုံးထီတိုးကန်ဆန်းလို့ရပါတယ်။ဝေးကြီးနဲ့ပတ်သက်ပြီးတော့သတိထားပါအကျွေးတင်အကျွေးဆုံးဖြစ်တတ်တယ်။ကိုရရရှိတဲ့ပတ်စံဆိုရင်မရဘူး။ကိုပေးရမယ့်ပတ်စံဆိုရင်အပူတမင်းလေးလေးပေးရတာမျိုးကြုံရတတ်တယ်။ အားလုံးနဲ့ပတ်သက်ပြီးတော့ပုံမှန်စရာချုပ်ကုန်ပြီးကြည့်လိုက်တဲ့အခါအမျိုးသမီးတယောက်ကမိမိအပေါ်မှာဖိစီးတာလွှမ်းမိုးတာဒီလိုလေးခံတတ်ပါတယ်ဒီတော့ဘုဒ္ဓဦးသားသမီးချင်းမိတ်ဆွေတွေကံထောက်ပံ့ဖြစ်စေတဲ့ယန္တရားကောင်းလေးပေးချင်ပါတယ်ဘုဒ္ဓဦးသားသမီးချင်းမိတ်ဆွေပြုလို့ဆောင်ရမယ့်တပတ်တာယန္တရားကဖျားကိုရွှေတင်ငန်းကက်လူပါယခုလိုကက်လူခြင်းဖြင့်မိမိရဲ့တပတ်တာမှာကံစားတာအញ្ញန့်ခိုင်များပြပြောက်ပြီးတော့ကောင်းကျိုးချမ်းသာရရှိစီမှာပဲဖြစ်ပါတယ်ရှင် ချင်းမိတ်ဆွေများအားလုံးမင်္ဂလာပါရှင်၁၉ရက်၁၇လ၂၀25မှာ၂၃ရက်၁၇လ၂၀25တပတ်တာဂျာတာပရိသားသမီးချင်းမိတ်ဆွေရဲ့အလုပ်ကံကနေစတင်ဟောပြောပေးမှာဖြစ်ပါတယ်ရှင်ဂျာတာပရိသားသမီးချင်းမိတ်ဆွေအလုပ်ကံရန်ကောင်းနေဖုန်းကံနေတုတ်တက်စီမိအများရဲ့ကြည်ညိုလေးစားမှုချစ်ခင်မှုတွေရရှိစီမဲ့တပတ်တာပါတန်ဖိုးကြီးတော့ပစ္စည်းထွက်တက်တယ်ကိူးဆိုင်ပါနော်ဘိတ်ရှိပေါင်းတဲ့နဲ့ပတ်သက်ပြီးတော့အထင်မှအမြင်မှတွေခင်ရတဲ့တတိထားပါ အိမ်နဲ့ပတ်သက်တဲ့ကိစ္စရဲ့များအရင်အစီအပြေပါလိမ့်မယ်။ဆွေမျိုးသားချင်းနဲ့ပတ်သက်ရင်တော့စိတ်ညစ်စရာဆိတ်ရှုပ်စရာတွေကြုံရတတ်ပါတယ်။ရန်အနေနဲ့တိုက်ခိုက်ရှိတယ်သို့ပေမဲ့ကြီးကြီးမားမားမဟုတ်ပါဘူးရှင်။ချီးရင်နဲ့ပတ်သက်ရင်တော့ညီညီမဲ့တပတ်တာပါ။အိမ်တော်ကြီးနဲ့ပတ်သက်ရင်တော့အေးချမ်းတာယာမဲ့အိမ်တော်ကြီးလို့တွေ့ရပါတယ်။ကျမရင်းနဲ့ပတ်သက်ရင်တော့စိုးကျုံလုံးဝမရှိပါဘူးရှင်။အေးချမ်းမှုငြိမ်းချမ်းမှုတော့မရှိသေးဘူး။မိမိအနေနဲ့ဗာလီပဲလှုပ်လိုက်လှုပ်လိုက်အနေနဲ့ ကျင့်တဲ့နေရာနေပြီးတော့မှလွမြောက်စွာလုတ်ကင်နေရာတွေကိုတွေ့ရပါတယ်။ကဲနဲ့ပတ်သက်ရင်တော့အားနေတယ်သူ့ပြင်မဲ့ဖြစ်မနေဒီတိုးကန်ဆန်းကျင်နေဆိုရင်တော့ကိုယ်တလုံးဒီတိုးကန်ဆန်းလို့ရပါတယ်။ငွေချင်းနဲ့ပတ်သက်ပြီးတော့မိမိကိုအလိန်ညာတွေခံရတတ်တယ်ဒါကြောင့်ငွေချင်းငွေငါလုံးဝမလုပ်ပါနဲ့။အားလုံးနဲ့ပတ်သက်ပြီးတော့ပူပန်စရာချုပ်ကိုပြကြည့်လိုက်တဲ့အခါစိုးဝါးတဲ့ပူပန်မှုမျိုးလုံးဝမတွေ့ရဘူး။မိမိရဲ့လုံဆောင်ချက်ကောင်းလေးတွေမိမိအတွင်းနာမည်ကုန်တဲ့ကောင်းလေးတွေကြော်စိုးစီမယ်လို့တွေ့ရပါတယ်။ဒီတော့ ဂျာတာဘရီကာသမီချင်းမိတ်ဆွေတွေကံတောက်ပံ့ဖြစ်စီတဲ့ယေရီယာကောင်းလေးပြီးချင်ပါသည်။ဂျာတာဘရီကာသမီချင်းမိတ်ဆွေပြုလို့ဆောင်ရမယ့်တပတ်တာယေရီယာကမိမိအနေနဲ့လမ်းတွေကိုတွေ့တဲ့အခါချိုင်းခွက်ဖြစ်နေတဲ့နေရာလေးတွေကိုမြေပို့တာတော့၎င်းအုတ်ခဲကိုဟိုထုတ်ပြီးခြေပြီးတော့မှပို့တာတော့၎င်းအဓိကတော့လမ်းပို့တဲ့နပိတ်ကလေးပေါ့နော်။လမ်းပို့တဲ့နပိတ်လေးကိုကိုယ်တိုင်ကိုကြားပြုလို့ဆောင်ရခြင်းဖြင့်တပတ်တာခက်ခဲနေတဲ့အရာအားလုံးကင်းစင်ပပျောက်ပြီးတော့ကောင်းကျိုးချမ်းသာရရရှိစေမယ့်တပတ်တာလို့တွေ့ရပါတယ်ရှင်။ ကျွန်မရှင်များအလုံးမင်္ဂလာပါရှင်။စက်ခုနေ17လ2025မှာ23ရက်17လ2025တပတ်တာတောက်ကြသားသမီးချင်းမိတ်ဆွေရဲ့အလုတ်ကံကနေစတင်ဟောပြောပြပါမယ်ဖြစ်ပါတယ်ရှင်။တောက်ကြသားသမီးချင်းမိတ်ဆွေအလုတ်နဲ့ပတ်သက်ပြီးတော့စိတ်ညစ်ရမယ်၊စိတ်ရှုရမယ်၊အလုတ်ကံမှာဆုံးရှုံးမှုလေးတွေများတတိအခွင့်အလမ်းလေးတွေပိတ်ဆို့ရမျိုးကြုံရတတိသတိထားပါနော်။တံမိုးကြီးသောပစ္စည်းဝင်လာဖို့ရှိနေပါတယ်။မိတ်ဆွေပေါင်းတဲ့နဲ့ပတ်သက်ပြီးတော့ အမြင်မကြည့်တာမိစေပေါင်းတဲ့နဲ့ပတ်သက်ပြီးပြောရဆိုတာခက်ခဲစီတာစကားပြောလို့မကောင်းတာမျိုးလေးဖြစ်တတ်ပါလေအိမ်နဲ့ပတ်သက်ပြီးတော့စိတ်ညစ်စရာဆိတ်ရှုပ်စရာဝမ်းနည်းစရာကြိတ်ကွေးစရာလေးကြုံရတတ်ပါလေဆေးရသားချင်းစီရီအကူအညီကောင်းတွေထောက်ပံ့ကောင်းတွေရဖို့ရှိနေပါလေရန်အနေနဲ့တိုက်ခိုက်လုံးဝမရှိပါရှင်ခြေနဲ့ပတ်သက်ပြီးတော့မျက်နှာပွက်လန်းခြင်းလူကြည့်လူခင်ပေါ်ခြင်းလို့တွေ့ရတယ်အိမ်တော်ကြီးနဲ့ပတ်သက်ရင်အေးချမ်းသာယာစီမဲ့အိမ်တော်ကြီးပါ ချမ်းမာရေးနဲ့ပတ်သက်ရင်ချူကြမယ်ဆေးဥစည်းကနေပြရတတ်ပါတယ်။အေးချမ်းမှုငြိမ်းချမ်းမှုတော့မရှိသေးပါဘူး။ကံနဲ့ပတ်သက်ပြီးတော့ကံအားအလွန်ကောင်းပါတယ်။ထီထိုးကံစမ်းခြင်းနဲ့ဆိုရင်တော့ခုနှစ်တလုံးထီထိုးကံစမ်းလို့ရပါတယ်။ဝေးကြီးလက်လာပါတယ်ပွင့်လန်းရွှင်လန်းစီပဲတပတ်တာလို့မြင်ပါတယ်။အားလုံးနဲ့ပတ်သက်ပြီးတော့ပုံပန်စရာချုံကုန်ပေးကြည့်လိုက်တဲ့အခါမိမိအနေနဲ့ဝေးကြီးကိစ္စတွေအရင်အရင်ကဝေးကြီးကိစ္စဆင်ကြီးရတာဆိတ်ရှွာတာ ဲ့ဒါတွေအကုန်လုံးဟာဒီတပတ်ထဲမှာငွေကြေးကိစ္စကိုအလုံးစုံဖြည့်ရှင်းနိုင်မယ်လို့တွေ့ရပါတယ်။အဲ့တော့တောက်ကြသားသမီးချင်းမိတ်ဆွေတို့အတွက်ကံတောက်ပတ်ဖြစ်စီတဲ့ရေရာကောင်းလေးပေးချင်ပါတယ်။တောက်ကြသားသမီးချင်းမိတ်ဆွေပြီးလို့ဆောင်ရမယ်တပတ်တာရေရာကမိမိနေအိမ်ကဘုရားမှာပဲအတီးကိုစိတ်တပတ်ကံလူလိုက်ချင်းပြီးခက်ခဲနေတဲ့တပတ်တာအလုံးစုံပြည်လဲသွားမယ်လို့တွေ့ရပါတယ်ရှင်။ချင်းမိတ်ဆွေများအားလုံးမင်္ဂလာပါရှင်။၁၉ရက်၁၇လ၂၀၂၅မှာ 23ရက်စက်တလ2025တပတ်တာစနေသားသမီးချင်းမီစုရဲ့အလုပ်ကံကနေစတင်ဟောပြောပြမှာပဲဖြစ်ပါတယ်ရှင်။စနေသားသမီးချင်းမီစုဤအလုပ်ကံနဲ့ပတ်သက်ပြီးတော့စိတ်ဒီပင်ပန်းအမိအလုပ်တွင်နေစိတ်ရှုပ်ရှားလေးကြုံရတတ်ပါတယ်။တန်မှုကြီးသောပစ္စည်းတွေပျောက်တတ်ပါတယ်အလိညာခံရတဲ့တည်းခရုစိုက်ပါနော်။မိစေပေါင်းတဲ့နဲ့ပတ်သက်ပြီးတော့မိစေပေါင်းတဲ့ရပဲကိုယ်အပြစ်ပြောတာနာမည်ကုန်သတင်းဖြစ်တာဒီလိုလေးတွေ့ရပါတယ်။ အိမ်နဲ့ပတ်သက်တဲ့ကိစ္စရက်တွေအစီအပြေပါလိမ့်မယ်အိမ်ကိစ္စမှာကြည်လူစီရစိတ်ချမ်းသာစရာလေးကြောက်ရတဲ့ပါလေရှင်ယူသားချင်းစီကနေပြီးတော့အကြံဉာဏ်ကောင်းလေးတွေရဖို့ရှိနေပါတယ်။ရန်အနေနဲ့တက်ခိုက်လုံးဝမရှိတဲ့အပြင်ချစ်သူခင်သူပေါ်များလာတဲ့တစ်ပတ်တောင်လုပ်တွေ့ရပါတယ်။ချီးနဲ့ပတ်သက်ပြီးတော့မိမိချစ်သူအပေါ်မှာမိမိကတန်တရားတွေဖြစ်တာအထင်မြင်လွဲမှားတာလေးရှိတတ်တယ်လို့အိမ်တော်ကြီးနဲ့ပတ်သက်ရင်တော့အေးချမ်းသာရစီမဲ၊နှွေးထွေးစီမဲအိမ်တော်ကြီးတို့တွေ့ရပါတယ်။ ကျမ်းမာရေးနဲ့ပတ်သက်ရင်စူးစူးလုံးဝမရှိပါဘူးရှင်။အေးချမ်းမှုငြိမ်းချမ်းမှုတွေပျော်ရွှင်မှုတွေရောက်ရှိလာမယ့်တပတ်တာလို့မြင်ပါတယ်။ကံနဲ့ပတ်သက်ပြီးတော့ကံအားလောကောင်းပါတယ်။ထီထိုးကန်ဆန်းခြင်းနဲ့ဆိုရင်တော့လေးတလုံးထီထိုးကန်ဆန်းလို့ရပါတယ်။ငွေကြီးနဲ့ပတ်သက်ပြီးတော့ကိုရရရှိတဲ့ပတ်စံလေးတွေကြဲကြာနေတာမျိုးကြုံရတတ်ပါတယ်။ပေးရရှိတဲ့ငွေကြီးကိစ္စတော့ကိုကပြပြဝါပေးဆက်နိုင်မယ့်တဲ့မှာပါပါတယ်။ပူပန်စရာတွေချုပ်ကိုပြီးကြည့်လိုက်တဲ့အခါ ိုသည်တခါတည်းရမှာလမ်းပြောက်သွားတတ်ပါတယ်။မိမိအနေနဲ့ရှေ့တွားခက်နောက်ဆုံးဝခက်ဆုံးဖြတ်ချက်ချရာခက်ခဲစီတဲ့အရာလေးကိုတွေ့ရတတ်ပါတယ်။ဒီတော့စနီသားမိချင်းမိဆွေတွေကံထောက်ပံ့ဖြစ်စီတဲ့ယနေ့အကောင်းလေးပြီးချင်ပါတယ်။စနေဒါမီချမီဆွေပြုလူဆောင်ရမယ်တပတ်တာရေရာကမိမိနေအိမ်ကဖခင်မရွှေတိဆယ်လက်လူရန်ချင်းဖြစ်ခက်ခဲနေသောတပတ်တာအလုံးစုံပြည်လေသွားမေလူတွေ့ရပါတယ်ရှင်